ဆရာမခင်ခင်တူးရဲ့မိုင်ကန်ဆိုတဲ့ဝတ္ထုကို အပိုင်း၁၉နေနဲ့ဖျက်ပြပြီးမှဖြစ်ပါတယ်ရှင်။အမလီသူစိတ်ဆိုးလို့ရေရွနဲ့ရိုက်လိုက်လေကြောစစ်စစ်ကြီးပြို့ရို့မောင်လာကမှဒဏ်ရာကိုလှန်ကပြလို့ရေငိုပါမယ်လီ။ရုတ်တရက်ကောက်ကငင်ကထဆူလိုက်တော့တခြင်းတန်းကြောင့်မိုင်ကန်ခမညာကြားချင်းဒီစကားမကြားလိုက်ရတော့ပါ။ မဟေကန်နီမနီမွေးမှာရွာကွန်နောက်ကန်ရထားသည့်အကြောင်းပြောဆိုနေကြတာကိုအသက်အောင်နားထောင်နေမိသည်ရွာသူတယောက်ကသူ့သဘောထားကိုပြောရန်စကားဟာလိုက်စင်းမှာတချင်းတန်ထွက်လာခြင်းပြီမဟေကန်လမ်းကြည့်လိုက်တော့အပြိုကြီးမတောင်လာဖြစ်နေသည်မတောင်လာကတချင်းနေပျောက်တိပျောက်ထိုးဆိုတတ်တော့လေဘယ်တချင်းမှအဆဆုံးမရသို့တော့ဇထုတ်ဇလန်တော့အခင်ကဒီလိုအုံနေတင်းနေလောက်ရတော့လှုပ်တွေမှာပတ်တောင်လာကိုတကူးတကပင်ခေါ်ရသည် ကြားချင်တာမကြားလိုက်ရတော့မဟင်ကဲတပြင်းလေးသာရှိုက်လိုက်ရတော့သည်တောင်းလိုက်အမေကရစ်ရိုနဲ့ရိုက်တာကြော့စစ်စစ်ကြေးတယ်ဆိုတော့အပြစ်ကကြည်လာပါကောဟဲ့ကြည်ဆိုရီစားထားတဲ့အမှုကိုဝိုင်းစိမ်မရဲ့ရီစားထားတာအမေတိသွားတော့လာစမ်းဟဲ့ဆိုပြီးရစ်ရိုနဲ့ရိုက်တာကြော့လုံးပုတ်ပြောမတောင်းလာနေမဝိုင်းစိမ်မတို့ရိုရိုတတာပြောနေကြတာမှဟုတ်ရဲ့လားမဟင်ကန်ထိတ်ကနေပြင်ဖြစ်သွားရပါရင်မဟင်ကန်နေတောင်းလို့ တဲပြတ်ထဲမှာတွေ့ခဲ့ကြတာကိုများအတိကြရောလားသူတို့နှစ်ယောက်ကိုများသမီးစာထင်ကြရောလားရီစားထားလို့အမေကကြောစီစီကြေအောင်ရိုက်တဲ့တချင်ကထူတော်ထူဆန်းတာပြို့တော့မောင်လာကမှတရားကိုလှန်ကားပြလို့ရင်ငိုပါမယ်လီဆိုတာကကိုမေရိုက်သည့်ကြောတန်ရာကိုချစ်သူကိုလှန်ပြရရင်ရှက်စရာကြီးတချို့ကချောတနေတို့တော်နေရွာစင်မတော့မြို့ကျောပွဲတစားစင်ကြဘုံကအပြာရင်ဖဲရောင်ခင်းရင်နီး ပမာရင်ဖဲဆောင်မှဇန်နေလို့ထောက်စဉ်ပွဲဆောင်ကိုမြန်ကြတယ်။ကဲပြောင်းခန်းပေါ်တဲ့နော်ကွယ်အလိုရှိရင်လှဲဆောင်ပန်းပေါ်နေပူပူဝဝကွယ်မှာလွမ်းလာအောင်ဆိုလိုက်တော့ဝါခင်းနေကတခြင်းတွေကိုကြားရတော့အမောပြေရတာတောသူတောင်သားတွေဆိုတော့လက်လုံးမပါစက်လို့ရတာထားလက်လုံးတာတော့ပါစက်မလို့ရတာတွေများလာသည်တချို့များထမင်းပင်စားခဲကြရရဲ့လားမသိဘူး အခင်းရှင်ရဲ့ခံတော်မဟုတ်ပဲတည်ရစာနေပြီးကြရတာကိုမင်းကမြင်နေရပြီအကိုပြောခဲ့ဘူးဒီနိုင်ငံကချမ်းသာပြီလူတွေကစီးရဲနေကြတာဆိုတာဒါကိုပြောတာပဲဖြစ်ရမည်ဒီလူတွေအတွက်အတတ်နိုင်သမျှကွန်းတရားရေဓမုတ်ကန်ဆိုသလိုမင်းကမှာစိတ်ကူးတွေရှိပါ၏ရွာနေရွာဝင်းကျင်ကထွက်သမျှဝါးတွေကို ပေါက်စင်းနေဝဲမည်ရက်ကန်စင်လေးငါးစင်အိမ်မှာထဆင်းပြီးရွာထဲကရက်ကန်စင်ရှိသမျှအိမ်တွေကိုခြိပေးရထဲယူ ညခပေးပြီးရသည်များခက်ခိုင်းပြီးရွာထဲတောထဲကလေးတွေဆိုတော့လေအစဉ်အကွက်လက်လက်ကလေးရက်လင်းဒီလိုခေတ်ကာလမှာအုံများနိုင်သည်ရုပ်သေးစင်မှာဆိုသွားသည့်လင်္ကာတစ်ပုဒ်ကိုမယ်ကံမမီနေသည်မိန်းမတွေအငိမ်မနီစမ်းမာနဲ့ရက်ကန်ခေါ်ဘိုင်းဝါအလုတ်ကိုလာ အများတကာအားမနာလို့မဟုတ်ပါဘူးအများလာမှာခါပလက်ချာမစိုးရအောင်ကွယ်အားထုတ်ဖို့ကောင်း မဟင်ကန်တို့ရွာတွေမှာရက်ကန်စင်းတွေများလာတော့လေရက်ကန်လုံးထဲရိုးရာတောင်သူလုံးကိုခါချိုးချင်ကြသူတွေများသည်ရက်ကန်လုံးကခยีကထားများသလုံးရက်ကန်ထွက်အထဲကလေးတွေကငွေပေါ်ခက်သည်ဟူယူစားကြသည် တကူစာဝတ်တာယုံကလွဲလို့အရင်နည်းရဲ့လို့လည်းမတန်နိုင်ကြတော့ငွေရင်းဆိုင်ပြီးဝင်ငွေရအောင်ရှာတတ်ကြတာလည်းဖြစ်ဟန်တူပါ යි ဒါဟောပဲဒီဘက်နှစ်တွင်မှမဟင်ကန်မြင်လာခဲ့သည်အရင်နည်းဆိုင်မြည် ရက်ကန်ခက်သားတွေကိုလှုပ်ခပေးမိညာများထဲတွေမြို့ကိုပို့မိဒီစိတ်ကူအမေပန်းရုံကိုပြောပြတော့အမေကလည်းသဘောတူသည်အမေတို့ငငယ်ကညာရက်ကန်မတိုင်ရင်အကန့်အလောက်ခေါ်ချင်းကြတာမင်းကလေးများတွေ့ရင်ကာလာတိုင်ရဲ့မအေးကရက်ကန်ရှင်မှာတက်ပါစလို့မိကြတာမတက်ဘူးဆိုရင်လူဘဝဘာလာလောက်တာတုံးဆိုတဲ့မျက်နှာနဲ့ကြည်တာအမေတို့ခေတ္တတင်လိုက်ရတဲ့ဝါပချင်းနဲ့တင်လိုက်ရတဲ့ရက်ကန်ရှင်မှာတစ်ချိန်ချိန်ပေါ်ကြီး မေပန်းယုံပြောတာကိုမဲ့အင်ကန်စိတ်ဝင်တစားနားထောင်နေခဲ့ဘူးသည်လလောဆယ်မဲ့အင်ကန်တို့ခင်မာတော့ဝါပချင်းတဲ့ကိုတင်ကြတော့ဝါဆိုင်သည့်ရွာတွေမဟုတ်လားမိုးမရတော့လဲတင်ကြရသည် ချင်းသားတောင်းကိုဆန်စုတက်ပန်းပန်းသမီးအင်ကြီးဝတ်ပေးပြီးမိမကြီးတွေဟာချင်းနှချင်းနှခံကမာကရင်ပေးကြသည်နဲ့တင်ပွဲဖြစ်သည်ရွှေမိုးတဲ့ရွာစီချင်းငပြောပင်စင်အန်ဖီးနဲ့နှကြီးကိုတည် ရဲရွာသူနဲ့ရှင်ရေတင်အောင်ရွာပါလားမုန်းတဲ့ကြတောင်ပတ်လေခင်းတောင်ချီဝါခင်းဆောင်တဲ့ဖိုးအောင်ကျော်မိုးခေါ်လို့ပြီးခေါ်လို့ပြီးဖိုးအောင်ကျော်လာမိရေနေမိုးတန်ကိုပြီးကြောင်းပီညိုများမိုးလိုက ရေရမျက်ပြီးရသမီးကြော်ကြီးရှင်မနဲ့ကယ်လီတိမ့်ပြီးတော့ရင်ပြီးတော့ဝါဖက်ကလေးဖြူဖြူဖြူစင်စင်ရွှေလက်တောင်နေငင်မိမကြီးတွေကချင်းကြနဲ့စီလင်း၄၅ယောက်ထိမ်းများဟုပြောတာကြဘူးသည် ရာသမင်ကြီးရွာသူမနင်းစီနေရခင်ရှင်သာဖိုးအောင်ကျော်တို့၏အခြေဆက်လန်းတွင်မနာလိုသူကုန်းကုန်းကောင်တကြီးသားကတိုက်တက်ပြင်းဘရင်ကဟုတ်ထင်းကဖိုးအောင်ကျော်ကိုဖန်ဆီးသည်ဖိုးအောင်ကျော်ကကဘာဆောက်တဲပြုတ်ကြပြီးတရားကနှက်ဖြစ်တဲ့အခါမနင်းစီလဲရက်ကန်ခက်ရာကရင်ခွဲနာကြသေးသည်ဟူစကားရှိသည် ဟုတ်တော်ရှိမဟုတ်တော်ရှိမဟင်ကန်တို့ရွာတွေမှာ ရက်ကန်ရှင်မနဲ့ကိုတင်ကြမြောက်ကြရပါ යි မမကန် ုမှာကြည်တော်ကုန်းကကြောင်းစရာကြီးဖိုးကူလမ်းပြတော့ဝါကောင်းရင်ကမဲအကန်လမ်းကြီးလိုက်ဒီကြည်တော်ကုန်းကြောင်းစရာဆိုတော့ဆရာလေးကိုတောက်ထိန်ပုံကတင်းဆောင်တောင်းမှာပေါင်နေတော့တနက်ပင်ရိတ်ကနေမဲအင်ကန်ကိုစောင့်နေတာလမ်းမြင်လိုက်ရသည်မဲအင်ကန်လဲဝါတွေကိုကျေးဥလမ်းပေးပြီးတစ်ပင်ရိတ်ကို ပြေးလာခဲ့သည်ဆရာလေးဝါခင်တဲ့အထိလိုက်လာတာအကြောင်းထူးရှိလဲမည် ပြို့ဆရာလေးရင်းနှီးတောင်းလေဘယ်လာတာတုံးတော့ ဆရာလေးကိုတောက်ထိန်ကိုရွာတွေကတည်နေကြပါသည်ရွာကအကြောင်းသားချို့ကြည်တော်ကုန်းကိုကြောင်းသားတက်ကြတာရှိပြီမင်းတယောက်စားနှစ်ယောက်စားတယ်မပူမယ်ကန်တို့ရွာတွေမှာဖုံးတော်ကြီးကျောင်းတွေကိုသာအားကိုကြသည်အလေးရှိသည်ခေပညာတက်စီလိုသူတွေကတော့ဆရာလေးကိုတောက်ထိန်၏လောကတကြောင်းကိုပူကြသည်တို့တော့ဒီလိုအသိစိတ်ရှိသူကလည်းအရှာသာမယ်ကန်နာကိုရောက်လာတော့ဆရာလေးကိုတောက်ထိန်ကမျက်လုံးကြီးပြူးကြည့်နေခဲ့သည် ။တစည်းသမီးရကိုယ်တိုင်ဝါကောက်နေသလားဆိုသည်မျက်နာပူရလိုင်းရသည်အတိတ်။ဖြင့်သူတိုက်ပုံကြီးကိုမချွတ်အတွင်ကြီးကဟာနေသည့်နေရာတွေမှာခြေချောင်းနေမြင်နေရသည်။ထောင်းခနဲထလာသည့်ပျော်စီနန်းကလည်းတော်တလင်းလေးနဲ့မအဆက်သလိုဖြစ်နေပါ၏။ဆရာလေးကိုတောက်ထန်ရေးဘွားကိုမအိမ်ကန်တည်တည်ချာချာမတီးတော့လေ။တိုင်းပြည်အတွက်ဘွားတခုလုံးမြောင်းနှံကပေပေတီတီနေရင်ပေးအပ်ထားသည့်တာဝန်ကိုခြေပြွန်ရှာသူဆိုလာတော့သဘောပေါက်ပါ၏။ ဆရာလေးရောက်လာခါမှာမအိမ်ကန်တို့နဲ့တယူတိုင်းရင်းပြည်ရဲ့အသည့်မြင်ကျဲကျဲလာကြတယ်လို့မျိုးချစ်လူငယ်တမင်တခင်ပေါ့ဆာလေးတွေမိုးလုံးပွင့်လာကြတာလေမအိမ်ကန်တီပိုင်အထူးသဖြင့်ဆရာကြီးရှိနေသောကြီးတော်ကုန်းရကိုမှရွေးပြီးစာတင်ကြောင်းတစ်ကြောင်းဖွင့်လိုက်ခြင်းတီးပြီတို့ဗမာစီယောင်ရီလက်တက်တစ်ခုဖြင့်တီဆောင်နေတာမဟုတ်လားအနီနာရွာလေးကလည်းဆရာလေးကိုတောက်ထိန်ကိုပင်ကြဖိကြကဧကန်ကြစကားလက်ဆောင်ကြကြ မျက်စာအောင်ပေးကြတာတွေရှိပါသည်။မာခင်းတဲကနှုတ်ဆက်ကြသူတွေကိုဆရာလေးကတုံ့ပြန်နှုတ်ဆက်ရင်းအရေးပေါ်ကြသောနေရာအထိ ဆုတ်သွားသဖြင့်မယင်ကန်လဲလိုက်သွားရ၏။မယင်ကန်မာခင်းတဲမယ်ဆိုလို့ကြုတ်လိုက်လာတာပါ။ဘာရဲမဟုတ်ပါဘူးဗျာ။ဆရာတော်သတင်းစာတွေလာဖို့ရင်ဝင်လာတာ။သခင်မြတ်သားကလူကြုံမာလိုက်တယ်မယင်ကန်။အကူကမှလိုက်တယ်ဆိုတော့မယင်ကန်ရင်လေးလက်ကနေဖြစ်သွားရ යි အခုမြတ်သားအမြင့်ချံကိုရောက်နေတာလား ခင်မြတ်သာရင်းနှံချောင်းဘက်မှာရှိတယ်မအင်ကန်လူလိုက်တဲ့ပစ္စည်းတွေရတယ်လို့လဲမှားလိုက်တယ်ပြီးတော့ဆရာလေးကတိုက်ပုံအင်ကြီးနဲ့ထိုးထဲယူလာတော့လက်ကင်မကိုထုတ်ကားမျက်နာကိုတုံးသည်စကားခွန်ပြောဖို့ခဏနေပုံလဲရပါ යි ပြောပါဆရာလေးအကိုဘာမှလိုက်သေးလဲမအင်ကန်ဖေတကြီးမင်းကိုလာမဲ့ရွေးကောက်ပွဲမှာဝင်မပြန်ဖို့မအင်ကန်တို့တားမိအတက်နိုင်ဆုံးနားချပြီးကြပါလို့လီလီနဲ့နဲ့မှားလိုက်ပါတယ်မအင်ကန်ဝမ်းထဲပဲထားတော့ ခုဟာအင်္ဂလိပ်တွေကိုကျုပ်တို့ပြန်ချကြတော့မယ်။ဆရာလေးစကားကိုကြတော့မိန်ကန်ရင်ဘတ်ကိုလက်ဖြင့်ဖိထားလိုက်မိပိုင်းဖေယားဖေယားအင်္ဂလိပ်တွေကိုကိုတို့ကပြန်အခါချင်းပြန်အခန်းကြတော့မယ်ဆိုတော့အင်္ဂလိပ်ဘက်တော်သားဖြစ်နေသည့်အဖေအတွက်မိန်ကန်ဆိုရင်ရပြီ။ဒါဒါဆိုရင်အဖေအဖေအတွက်အဲ့ဒါကြောင့်သခင်မြတ်တာမိန်ကန်ကိုတူတူတဲတဲမှားလိုက်တာပဲ။လာမဲ့တကြီးရွေးကောက်ပွဲမှာတကြီးမျိုးဝင်မပြိုင်ရင်ဘာမှပြဿနာမရှိပါဘူး။ ။တကြီးမင်းဝင်ရွေးခန့်တော့တကြီးရတူပြန်ရရင်နောက်ထပ်လေးနေအုပ်ချုပ်ရအောင်မယ်။အဲ့ဒီလေးနေအတွက်တိုင်းပြည်မှာရေးကိစ္စပေါ်လာနိုင်တဲ့မဲ့ရင်ကန်ဒီတခါရေးရတော့အေးမယ်မဟုတ်ဘူး။ဆရာလေးစကားဆုံးတော့မဲ့ရင်ကန်ငိုင်းသွားခဲ့ရသည်။အဖေတကြီးမင်းရတူကိုမမတ်တော့လဲပြောရခက်လာတော့အဖေကိုနာချဖို့ဆိုတာလွယ်မလွယ်ပါမလား။သားပေါ်စိတ်လျှော့လိုက်ပြီးဆိုတော့လေအဖေမန်တွေကမကြသေးဘူး။မိဘယုံကိုတော့မအေကန်တီတီချာချာပြောပြရတော့မြည်။ ျုပ်ကတော့ရွာလေးပဲပြန်လာချင်းမှလာရတော့မှာပါတခြားတောင်ဝင်တွေပေးကြမလို့လို့ကြားနေရတာပါပဲဆရာလေးကိုတောက်ထိန်ကရွာကိုထားခင်ရမှလဲစိတ်မချမ်းသာရှိပုံမရဒီရွာမှာတသက်လုံးထားလျင်တသက်လုံးနေပြီပြန်လာခဲဆိုလေငောက်ကနေထားပြန်ပြီဆိုသည်ခံစားမှုသာရှိပုံရပါ၏တို့ဗမာစီယုံကစီသည်မသွားယုံသာဆိုသည်သဘောပေးလားဒါဖြင့်ကြည်တော်ကောင်းကြောင်ပိတ်ရတော့မှာပေါ့ဟုတ်လားဆရာလေး မှန်ရင်ကန်ကခေါင်းထဲပေါ်လာတာကိုမေးလိုက်ခြင်းဖြစ်သည်အဖွင့်ကြီးဖွင့်ပြီးကမှအเจ้าဆရာကိုပြန်ခေါ်ပြီးဆိုတော့အเจ้าလေးဖွင့်စင်ကအကိုကိုတိုင်းလာရောက်ခဲ့တာကိုတတိယကနှမျောမိပါ යි ဆရာလေးကတော့ပိန်ချိုင်နေသောမျက်နှာကို လက်ကင်ပွားပြင်းပြီးတော့ရင်ကမှန်ရင်ကန်ကိုပြုံးကြည့်နေသည်မပိတ်ပါဘူးမှန်ရင်ကန်ကြုံရှိလဲအเจ้าဆရာကြောက်တော့လှုပ်ကြပါလိမ့်မယ်ကျုပ်တို့အကြောင်းနေဘယ်တော့မှမပိတ်ဘူးဗျစိတ်သာချ ဆရာလေးကအတန်မြင့်ပြောရင်ကမိန်ကံကိုနှုတ်ဆက်သည်ကတင်းဆောင်ကိုဖဲ့နေကဆက်ဆိုင်ဆက်ဆိုင်နင်းထွက်သွားသည်ဆရာလေးကိုလမ်းကြည့်ရင်ကမိန်ကံရင်ထဲအကိုလည်းတည့်ရက်တည့်ရက်တပါးမှာဒီလိုနေရှာလေးမလားတွေးမိကဆရာလေးနောက်ကိုပြေးလိုက်ပြီဆရာလေးဆရာလေးအကိုနဲ့တွေ့အောင်မလားလို့မပြောနိုင်အောင်မိန်ကံအင်းသူ့ရင်လည်းတွေ့နိုင်ပါရဲ့ဘာမှချင်းလို့လဲအခွင့်တိုင်းရွာကိုပြန်ခဲ့ပါအောင်လို့မှားလိုက်တဲ့အကြောင်းပြောပြပါဆရာလေး ကောင်းပါပြီ။ကြိုင်တော့မနော်။ဆရာလေးကိုတောင်းထိန်ပြန်သွားပြီ။မယင်ကန်ကလဲဒီပေါ်မှာမမောင်ကြီးဖွင့်နေသည့်ဝါရီကုန်ကြီးအကိုကိုလွန်လိုက်မိသည်။အကိုကိုလွန်လိုက်မိသည်။အဖေရဲ့အမေရဲ့အကိုရဲ့ကံကလေးရဲ့အတူပြန်နေဖို့ခွင့်လန်းမှရှိပါဦးမလား။အကိုတို့တို့အင်္ဂလိပ်မျက်နှာဖြူတွေကိုခန်းချကြတော့မတည်။ဒီလိုဆိုရင်အကိုကတော့ဘယ်နေရာကနေဘလို့တောင်းဝင်နေနဲ့ရှိနေမလဲ။ စိတ်ထားမြင့်မြတ်ပြီးအတိုင်းပြင်းတဲ့လူမျိုးကိုချစ်တော်ကိုတောင်ချန်းကုန်းရွာဆနေရွာဦးတကြီးမင်းဦးသားထန်ဤတာမြေရီရာရီထန်းနေလက်ညှိုးထိုးမလဲပိုင်ဆိုင်တော့ဝုံးမွေဘွားမွေတသက်အစားမကုန်အောင်ကြွယ်ဝတော့မအိမ်ကန်တို့တွေကိုကြော်ခိုင်းလို့သူယုံကြည်ရာသူလုံးနေတော့တခင်မြတ်တာတနေ့တော့အခုရွာကို ပြန်လာမှာပါလေလို့မအိမ်ကန်မျော်လင့်ယုံတာတရင်ကျွတ်တစားမုံမိုးလေးကလေးกินတော့တောင်သူတွေအသက်ရှူချိန်ကလေးရသည် မဟင်ကန်တို့တရားလုံးရှိသည်များမိမမှန်သည်များဝါရီရောက်လာကြကလေးကမနာကြရတော့ပြီမဟင်ကန်ပင်အိနောက်ဘက်ဩဇာပင်တော်တလဲပင်တော်ကိုရှင်ကတဲပြန့်ကြီးထိုးပြီရက်ကန်နှစင်းထပ်ပြေးသည်တစင်ကိုရွာရက်ကန်လက်သမားကြီးပါကြီးဆုံးသည်တည်တန့်စင်ယူသည်ကျေးဦးမေရီချာညုံကိုရက်ကန်ကောင်းထားကလိုသည့်နေရာတွေမှာတင် जा ပြသစေသည်ဝါဝွင့်ဖွွေတွေကိုကြည့်ရင်မဲ့ကံမျက်စိထဲမှာရက်ကန်စင်တွေကထွက်လာပြီးရွာထဲတွေကိုမျက်စိထဲမြင်နေသည ရွာထက်ဖြင့်တဲ့ဒီဆိုတော့မလက်ကြီးဂျွန်းငါကောင် ပေါ်ပလင်တာဖတာဘူးပိတ်လိုမျိုးပိတ်တွေကမှတိုးနိုင်ပါမလားဆိုဒီစိတ်ကလေးတော့ခုနေခဲ့ပါတဖက်ကလည်းတောထဲကလေးတွေလက်ရက်ကန်းထဲကလေးတွေကလည်းမျက်နှာငယ်စရာတော့မရှိဟူတွေးမိသည်အစားစားရရရှားပါနေတော့ခင်မရက်ကန်းဖြင့်တဲ့ဒီသာအများစုနဲ့လက်လန်းမိနိုင်တာကိုတော့မအိမ်ကန်ယုံပါ යි ိုင်းတောင်နေကိုအုံအုံဆိုင်ဆိုင်ထားမှဘိုင်းလေးတွေမလေမလင့်တော့မပေါ့တောင်းနေတဲ့ထဲ့ကြစမ်းဘိုင်းကောင်ကြောက်ဖြစ်ရတဲ့ဟဲ့ရီးစံညွန်ကိုတိုင်းကရကန်တစင်မာထိုင်ကဆန်နမူနာရက်ပြသည်ရွာမှာရကန်ခက်ချင်သူလေးတွေကရှာရမခက်ပါလှုပ်ချင်လွန်းလို့မဲ့အိမ်ကံပြင်တောင်းစင်အောင်စီစဉ်ပေးနေရသည် ခန့်နိုင်လေးပစံမြင်ရလေးဆိုတော့တဝိုင်းတစ်ခါတော့အဆင်ပြေရပါ යි မဲ့အိမ်ကံကိုအဖေရောမိကရောလှုပ်ချင်တာလှုပ်ရောလို့လွတ်ထားကြတာတော့မဟုတ်ပါ ထိန်ကြာကိုကြာတာတော့ရှိပါသည် အထယ်ရီထွက်လာပါပြီတဲ့ညင်းချံကိုသွားပြီးရောင်းဝယ်ဖောက်ကားလုံရမည်ငွေကြေးပေးယူရရှိလာမည်မိမပြိုလေးတယောက်နေနေဦးစီဦးဆောင်လုံရမှာကိုမိဘများပြီးပြီးဆိုရင်ကြသည်ဆိုရင်ဒီအထဲမှာမလာအောင်လဲပါပါဤမင်းကရဲ့ညီယုံညီရင်နဲ့မိဘအိုထဲကထမင်းတလုံးငုတ်တုတ်ထိုင်းစားစမ်းပါ යි လမ်းခီးတွေကလည်းမကောင်းဘူးနော်ညီတော့အစ်င့်ရဲတဲ့ထင်းသားပဲ မလာအောင်ရင်ကျုပ်ချမ်းသာဖို့မမဟုတ်တာရွာကဆင်းရဲလုံလို့ကျုပ်ထလို့ရတာပါရွာကလူတွေဝမ်းစိအောင်ကျုပ်မကြွေးနိုင်တော့မှလက်ကြီးစုံပြထိုင်နေရတာနဲ့ဆိုင်မင်းကလေးတွေတဝမ်းတစ်ခါလှကြပါစီဆိုတဲ့စိတ်နဲ့ပါတော့အေးပါအေးပါတခင်မြတ်တာနှမရဲ့မလာအောင်ကဒီလိုပြောတော့မအိမ်ကံပြုံးမိရသည်အထယ်တွေကိုမြင်းချံမျိုးသွားတင်ချင်းမှာအကိုနေတွေ့လင်းကောင်းပြီအဖေကတော့ ပွဲစားကြီးဦးကျော်ကောင်နဲ့ပွဲကတော်တော်များမီတို့နဲ့ဆက်ပြေးတာကလွယ်လီဘာမှညာမပြောပါတမီးဖြူကဒီလိုအလုပ်တွေလုပ်နေတာကိုပဲအားရကျင်းနေရှိပုံရပါ යි မေပန်းယုံကတော့ပွဲစားကြီးစနီးမောင်နှံကိုယုံကြည်စိတ်ချရကြောင်းမဟေကံမမွေးခင်လေးကရွာသီးနန်းနေတွင်နေကြမိတ်ဆွေရင်းနေဆိုတော့လူမတက်တော်မှာလက်ဖက်ထုတ်တက်မှာဖြစ်ကြောင်းပါပဲလုံးလုံးယန္တနာ၃ပါးကိုကျေးဇူးတို့အောင်မြင်ရလို့ကြောင်းပြောပြရှာပါ යි ။ မေကန်ကတော့အထယ်တွေမြင်းချံစီတွင်ဖို့အတွက်ကိုနေတွေ့လို့ဒီအချက်လဲပါပါသည်ရက်ကန်းရှင်မမချက်တော့ဒီနေ့ဝါပောက်တွေရလိုက်တာမနေပါဘူးဝါဖက်ကလေးဖြင့်ချင်းကြတောင်ကြီးနေငုံကဝါဖက်ရင်နေခင်ကပြောသည်ရက်ကန်းရှင်မမနေစီဝါခင်းဆောင်တဲ့ဖုံးအောင်ကြောင့်အဆင်ပြေလို့နေမှာပေါ့ဤဒါထက်ကြည့်နင်းကြသလားမမခင်ကြီးနဲ့ကိုသားဆောင်တော့မြန်ကြတော့မှတဲ့တော့ဒီရက်သေးပဲတဲ့ မယင်ကန်ကဒိုင်းတောင်လေးတွေစီရင်ကနေခင်စကားကိုနားဆင်လိုက်သည်မမခင်ကြီးတောင်အင်ထောင်ပြူတော်မှာပါလားဒါဆိုရင်ရွာကကိုနောက်ကင်တည်ရွေးကိုရွေးရတော့မည်မယင်ကန်ကသူတိလိုသောချက်ကိုမေးလိုက်ခြင်းတော်လဲမေးလို့မကောင်းနိုင်နှုတ်ချင်ရလှုတ်ချင်လားဆက်ဆက်ရိုးထင်ကြရောမည်လာမယ့်အလူမှာတို့ရွာကကွန်းတောင်ကိုင်းတင်မြင်ရအောင်တော့မှာပေါ့ရေနှော့ကြည့်ဦးနှီးခင်ကစကားလှမ်းစားလိုက်တော့ကျေးဦးကိုကလေးဆက်ကနေပြန်တွန့်သွားလေ နှင်းခင်ကရိုးခန့်အတိုင်းမိလိုက်ခြင်းဖြစ်တော့လေဂျေဦးကစကားဆံဖြေခြင်းတော့လေးပြော့လေးနဲ့စိတ်ဝင်စားသည့်ပုံပြူသည်ပြော့တက်ပါဟာရွက်ရက်ကရွေးကြမှာပေါ့တေးချပါတဲ့ညီရော့ငါရော့ကွန်းတောင်ခိုင်မဖြစ်တာတော့လူကလည်းဝေးပါသေးဤတကူမှဆိုတော့ဒါတွေဘသူမှကောင်းနဲ့ထဲ့ထားအပေါင်းကင်ကောင်းမှလေစကားတွေနှင်းများမနေကြနဲ့လှုပ်ရှားရှိတာတွင်အောင်လှုပ်ကြစမ်းမလာအောင်ကဝင်ောက်လိုက်တော့နှင်းခင်ဆက်ကလေးပူသွားရသည် မလာအောင်လောလဲလောစေရညဘက်မှာဘိုင်းငင်ကြရအောင်မြည်ရီးချညုံကတောင်ရမြမြကလက်ရကောင်ပြင်းနေကလေးတွေယူလာပြီးမအိမ်ကံကိုနမူနာပြသည်မအိမ်ကံကတထည်ချင်းယူကြည့်ရင်အစင်ကောင်ထဲကောင်ကလေးတွေရွေးသည်အတိုင်းချီပင်နေမပူရန်တပင်ချင်းဖော်ပြီးချီလန်းရှင်ချင်းခွဲချင်းကိုစီဖော်သည်ခေါ်ကြ၏ကံကတော့ရက်ကန်ထဲအနာသားတွေကိုခေါ်သည် အနာသားပြပြထထသက်သက်ရဲရှိမှအထဲခိုင်းသည်လာသည် စီယောကံယောတိတံမှုရှိမရှိအထေကိုင်းကြည်ယုံနဲ့မဲ့အိမ်ကံတီပိုင်းမဲ့အိမ်ကံငယ်စဉ်တောင်ကြီးကလေးကအမေပန်းယုံနဲ့ရီးချညွန်းတို့ရက်ကံခက်သည့်အနာအနေခဲရသူမဟုတ်လားရီးချညွန်းကစီဖို့နီကံခန့်နီတွေမှာကျွမ်းကျင်သည်စီကံကောင်းတယ်ဆိုတာတဟာကိုခေါ်တာပေါ့အီစီဖို့တက်တော့အထဲမှာရေးစီကြအောင်တော့ချီကြော်ချီကြတော့မပါဘူးကံကလေးတက်ရတော့အနာသာဟာပြပြထထရှိတဲ့လူမလဲဒီလိုပဲအေးရဲ့ စီကံကောင်မှလူဖို့တန်ဖြစ်ရသိမ်။ရီးချညွန်ပြောမှာစီကံဆိုသည့်စကားအိပဲကိုမဲ့အင်ကန်နာလဲရသည်။ဒီရက်တွေထဲမှာမဲ့အင်ကန်မအားရပါရက်ကန်စင်ချီတန်းစင်နိုင်လုံပန်းရတာမလွယ်လား။ဘိုင်းငင်ရချားရရခြီစာနေရဆေးဆိုးရနေ။အိမ်ရှိလူကောအနာမနေရမြင်းချံကောထဲသွင်းဖို့ကလောက်လောက်လာလာထဲထဲဝါလေးတော့ရှိဖို့လိုသည်အဓိကကတော့လူကြိုက်များသည့်ပင်ဒီချံပင်ဒီချောထဲတွေတွင်တွင်ရရပါ යි ။ ငါသမီးမြင်စီတင်ချင်လားဆိုအေးအဖေဒီရက်ထဲအားပါပြီငါသမီးတင်ချင်ရင်အဖေတင်ပေးမယ်ညစာသမင်းဝိုင်းမှာအဖေကပြောလာတော့မအိမ်ကံပင်အာအာတင်သွားခဲ့ရသည်တင်ချင်တော့ငါတော့တကယ်ကိုစိတ်ကလေးရှိလို့ပြောလိုက်တာပဲမင်းအဖေကတကယ်တင်ပေးမည်ဆိုတော့ကမိုးဝင်ပဲဖြစ်နေရပါ යි ကိုနောက်ကိုင်ဖို့ရင်ခုန်နေရသူမအိမ်ကံဘူးမြင်းကြီးနဲ့တလားလားဆိုရင်ရွာကအမြင်ကောင်းနိုင်ပါမလားရွာမှာမင်းကလေးမြင်စီတာမရှိသလောက်ရှာသည် လေးဘက်သွားမှတ်သွားလမ်းတို့သွားကလေးအရင်တင်ရမယ်ပြီးမှလေးဘက်ခွာဆုံးပြေးလေးစီကြည့်ပေါ်ငါသမီးစီတန်ရဲ့အဖေကမြင့်ချေဘက်မှာငင်းမာပြီးမဗျာတော်သမီးအပြိုပေါက်လေးမဟုတ်တော့ဘူးတကြီးမင်းရဲ့အပြိုကြီးပါပါဝေလာပေါ့ငင်းကြီးနဲ့မတော်တော့ပါဘူးမိပန်းယုံကဝင်ပြန်လိုက်သည်မိပန်းယုံကတော့တခြားလောအေဒီအစံနေလာခဲ့တော့သမီးမအေကန်းကိုခုလောရွာနေရနေတထဲဝင်ရှိတာကိုပဲဝန်တာနေပုံရသည် ဝိုင်းလိုက်တဲ့လူတွေတယုံယုံလှုပ်ကြကင်ကြဆိုကြော်ကြစားကြတောက်ကြတာကိုကြည့်ပြီးရွာစုပကောရဲ့လူကျင်တဲ့နေပုံလဲရသည်တောစုမမြို့ဝါတည်းတောရွာတွေစုဖြိုးပါမှမြို့ပါချမ်းသာမြည်မဟုတ်လားအောင်ပါဗျာမြင့်စီတယ်ဆိုတာတက်ထာယုံပေါ်ကြောင်းမရဲ့မြင်းပေါ်တစီနေမှာမှမဟုတ်တာပဲတက်အပ်တဲ့ပညာဗျာဘာမှတ်လို့တော့အဖေကမချော်ပါမယင်ကန်ကပါကြောင်းရှာပြီးညင်ရတော်သည်မယင်ကန်ထဲသည် ရက်ထည်လေးမြင်းချံသွားသွင်းရမှာရှိသေးတယ်ဖေရဲ့မအားပါဘူးမအားတိပါဘူးရောဗျာဘာဆိုင်လို့တော့ညီထည်လေးကကွန်းထည်ကခုံးထွက်သေးပါဘူးကိုင်မာတော့ဘယ်နဲ့များဖြစ်နေပါလဲသူ့ကိုမောင်မြတ်သားလာမှာတင်ပေးပါလိမ့်မယ်အမေပန်းယုံကကိုကိုထည်ပြောလိုက်မှာတကြီးလဲညင်သွားတော့သည်တားကိုပဲတတိယလိုလားဖေမျက်နှာဦးစားသွားလိုက်တာအသက်ရွယ်ကလည်းထောက်လာတော့အဖေဟိုတုန်းကလာမတွေ့တော့တာလဲပါတယ်လို့ သားတော်မောင်တို့ရက်တက်မီဖြစ်နေရရှာတာလဲပါလိမ့်မည်ဒီဘက်နှစ်ပိုင်းတွင်မှာအဖေလူရောစိတ်ပါကြသွားခဲ့ပြီမြင်းတစည်းတနက်တလန်းနေဘာယိုကိုပါတိမ်ထွက်ချင်တော့တာမယိန်ကန်တီပိုင်းတမီးလေးမယိန်ကန်ပြုတ်ဖြစ်လာပြီးနောက်ပိုင်းဝိုင်းတိုက်တဲ့ကိုလူတို့ရောက်ပေါတော်တော်ယော့သွားခဲ့သည်အေးဟာတိုင်းရေးပြေးကမตายရတဲ့မตายရမตายရတဲ့အထင်မောင်မြတ်သားကလည်းဘဲကြီးများညောင်းနေမှန်းတော့မသိရဘူး မြို့ချောင်းသွားထားမိတာတော့မှားနေပြီလားဖေးအမွေမခံယူချင်းတဲ့လူမိုက်ဘဲ့နဲ့အင်္ဂလိပ်မင်းကိုတွားပြီးအနှုတ်ချင်လို့ရပါမလားလေတင်းဝင်မင်းမြင်းချန်ကစောင့်တိုက်တာတော့မရခဲ့တဲ့ဟာခုဟာကလေတင်းဝင်မင်းခင်မဟုတ်တော့ဘူးဖေးရဲ့တိုင်းပြည်လုံးကလှုပ်တဲ့ခေရောက်ပြီးမဟိန်ကန်စကားကြောင့်ဥတာထံပင်သမီးဖြစ်သူကိုလမ်းချမိသည်ပြီးတော့ပြောသည်အာရပါရအော်တော်သည်ဟေးငါအိမ်မှာတခင်နေတခင်မနေကြီးပါလားဟာ ဟေးငါ့ကိုလည်းလာမဲ့တကြီးရွေးပွဲမဝင်တော့နဲ့တဲ့တာမီနေရဆိုလို့နာချနေလိုက်ကြပုံများဒါညီတို့ကိုတခင်မြတ်တာကတင်းတာမဟုတ်လားငါမသိဘူးမှတ်လို့အဖေရောမေကန်တန်တော်မော်ကြီးလိုက်ပြီးပါဒါရီရောဖေးတိနေပုံထောက်တော့တို့ဗမာစီရောအတွက်မေကန်လူငွေထဲတာတွေရောတအောင်နေတွေ့ကြတာတွေပါတိများနေပြီလားလူလေးနဲ့မဆိုင်ပေါင်းတော့လူ့အခါကောင်တကြုံကြုံဖြစ်နေလို့ကျုပ်တို့ကပြောရသားလူကနှထင်းနေရင်လက်တွင်တနိုင်နဲ့ ုဂိုလ်ကိုအိုတယ်မထင်သေးတာများအံ့ပါရဲ့ဒီရွယ်ကဆရာတော်တင်ကန်ရဲ့ခိုးရတော့မယ်အရွယ်တော့စိတ်မစားတော့ကြုံမလဲဥပုပ်တဲ့တင်နဲ့ဝေးနေရသေးတပောင်းလာရှင်ကြီးတင်တော့အလူမှာတော်ဒုံလက်ပတ်ဝဲဖို့စဉ်းစားတကြီးကပြုံရင်ကျုပ်ကဘိုက်ပြောတီးပြီးကလိုက်စမ်းမယ်အမေပန်းရုံကသမီးမကန်နေတဲ့ရင်အဖေတော်ဒုံလက်ပတ်ဝဲခိုင်းနေတာကိုမယ်ကန်ကြားလိုက်ရတော့စိတ်ကတခြားရောက်ရပြန်၏အကြီးကြီးတင်တော့လူမှာတကူလားဆိုတော့ကြားကြားသုံးလေးလားလို့တော့ဒီ ရွာကကွန်းအောင်ကန်တဲ့ရွေးမြေတန်လည်းမကြားရသေး။အော်ကွန်းအောင်ကန်ရဖို့များခင်းရင်လိုက်တာ။ဝါဒီရဝါဝါကကွန်းကွန်းကချီခင်။ချီခင်ကထဲဖြစ်ရတာကမှလွဲသည်။ဝိုင်းတိုက်ထဲမှာကွန်းစာလေးတွေဝင်နေကြသည်။မယင်ကန်ကကွန်းစာလေးတွေကိုငင်။သူစိတ်တွေလည်းလွင့်မြောနေကြသည်။ချီခင်တွေဆေးဆိုးနေကြသည်မလာအောင်တော့ပဲစီက။တဟားဟားညီတန်တွေကြာနေရသည်။ဖေကလည်းတမင်စာပြေတဲ့ကကိုပြေပေါ်မှာကြောဆန်း ဘာတွေတွင်နေသည်မသိမိန်းလေးတတိုင်းစီကတချင်းတန်လွင်တန်လာသည်နှမလေးမောင်မချစ်ပြစ်ပါတော့ဒီမြိုင်လေးမောင်ကိုပင်လီလံရောင်ကောင်းလိမ့်မယ်ကောင်းလိမ့်ထင်းနေပြို့လို့လည်းရှင်မချစ်ရင်ပြစ်ခဲတော့ကွယ်တချင်းတန်ကြတော့ကွပြစ်ပေါ်လဲနေသည်တကြီးဟာငောက်ခနေထားသည်မိန်းလေးတွေဘက်ကမမြင်ရတော့လေအတန်ကိုလှန်ကန်သည်အောင်ပါဗျာဘာတချင်းများတော့ဟာမိန်းလေးတွေဗျာနော်မအူးမချွတ်ကာလကလေးတွေများဗျာ အဖေစကားကြောင့်မယေကံပင်ပြုံးပြီလေနားဆင်ပြီးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်လာမယ့်ပိုင်းဆက်များကိုလည်းစောင့်မျှော်နားဆင်ပြီးကြပါအောင်နော်